တည်တော်သူကြိုင်မိတ်ဆိုတဲ့စကားအတိုင်းပဲချစ်သူဟန်ကိုမေးပြီးချစ်သူတလေးကိုတရားဝင်ဖွဲ့ထုတ်လာပေးဖြစ်တဲ့ညတူကောင်ချစ်သူကောင်မလေးတည်ဆုံးပြီးကလေးကအခြေရင်နဲ့ပတ်သက်ရင်တည်ငြိမ်ခဲ့တဲ့မေတ္တာကြောင့်ညတူကောင်ကတော့မကြခင်မှာစင်နာမဲ့ချစ်သူကောင်မလေးကိုတရားဝင်ထုတ်ပြလာခဲ့ပြီးလေဖြစ်ပါတယ်ဘလို့ပဲချစ်ခဲ့ပါစေအချိန်တန်ရင်မေးပြောတတ်တာသဘာဝတစ်ခုပါပဲယနေ့မှမတရားတွေရှိနေပေမဲ့မဖြစ်နိုင်တဲ့အခြေအနေတွေမို့မေးပြပေးဖို့အတွက်ရှေးဆက်နေရတာဘတုကောမှအပြည့်စုံလို့မရပါဘူးနော် ညတုကတော့ကျတုကမလေးအပေါ်မှာတွင်နေ့ချိန်မှာတိစာရှိခဲ့တာနဲ့တဲအလုံးလောက်နေပြီမို့အခုချိန်မှာသူ့ဘဝကိုရွှေဆက်ပြင်းစင်နေရအပြစ်ပြောလို့တော့မရပါဘူး။ညတုကတော့ဆယ်နှစ်ကျော်ကြာတွေ့ခဲ့တဲ့ချစ်တွင်လေးကိုဆုံရှုံပြီးကလေးကအလုပ်ကိုတိချာစိတ်နဲ့ပင်လောက်ကိုင်းနေရပိတ်တက်လေတော့အမြင်မှာပဲနော်။ညတုကတော့မိမိုက်တဲ့ body structure နဲ့မိန်းကလေးတွေရဲ့အသေးစိတ်မင်သာချော်လေးဖြစ်ခဲ့သူပါ။ အရင်အောင်မြင်တဲ့နမဲကြီးရဲ့မင်းသားတလန်မဖြစ်ခဲ့ပေမဲ့ဗိုက်တရီအားပေးမှုကိုရတဲ့နေရာမှာတော့နိုင်ငံကျော်မင်းသားတယောက်လိုပါပဲအနုပညာလောကရဲ့မှာအောင်မြင်မှုရဖို့အချိန်အတော်ကြာအောင်ကြိုးစားခဲ့ရသူပါအရင်ကမတင်မရှာဇက်ပုတ်ဘွားနဲ့အချိန်အတော်ကြာရက်တည်ခဲ့တဲ့ညစ်တုခါတော့အခုချိန်မှာအောင်မြင်တဲ့အနုပညာရှင်တယောက်အနေနဲ့ရက်တည်နေပြီလေဖြစ်ပါတယ်ညတုကတော့ချက်တူမီကိုရတရားဆုံးရှုံးလိုက်ရချိန်မှာစိတ်ကိုဖြစ်နိုင်တာအလုပ်ပဲရှိရဆိုတဲ့စိတ်နဲ့အနုပညာလုပ်တွေကိုကြိုးစားခဲ့ရလေဖြစ်ပါတယ် ကောင်မလေးနဲ့တေခွဲခွဲပြီးကလေးကအချက်ချမ်းကိုမစင်စားတော့သလိုထုတ်လည်းမပြပဲငိန်နေတဲ့ညတုကောင်တော့ကိုဆိုရင်သူ့ရဲ့စိတ်ကိုပြုတ်ပြဲနိုင်ခဲ့ပြီလေဖြစ်ပါတယ်။ဘလောက်ပဲအချက်ခဲ့ပါစေပေါင်ဆက်မရနိုင်တော့တဲ့အခြေအနေမှတေတော်သူကြောင်မေးဆိုသလိုပဲအချက်တက်ကိုရွေးချယ်လိုက်ပြီလေဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးတည်ငြိမ်လို့နဲ့ညတုခါတော့ဧပြီလ26ရက်နေ့မှာကြောက်ခဲ့တဲ့သူရဲ့မွေးနေ့ပွဲမှာစတူကိုအလင်းပြလာခဲ့ပြီလေဖြစ်ပါတယ်။ နောက်ထပ်ချက်တူချက်ချဖို့စိတ်ကိုမရှိခဲ့ညချုခါတော့သူ့ဘောမှာချစ်ခင်ရွေးရပေးတဲ့တတိမလေးရွှေစင်ထက်ဝင်ကြောင်းစိတ်ကူးရပြောင်းခဲ့ရလဲဖြစ်ပါတယ်ညတူကောင်ရဲ့ချစ်တူကတော့မင်းသမီးတယောက်မဟုတ်ပေမဲ့မင်းသမီးချောချောသူတယောက်ပါချစ်စရာကောင်းပေးချောမောလာပါတယ်လို့ပတ်စံရှိတဲ့ခရိုနီတတိမလေးလည်းဖြစ်ပါတယ် ရွှေစင်ချက်ဝင်ရတော့ချက်တူညချုကောင်ရဲ့မွေးနေ့မှာပတ်စံ300တန်ပန်းစီကိုလက်ဆောင်ပေးခဲ့တယ်လို့ပြောစရာကောင်းတဲ့မွေးနေ့ပွဲလေးကိုလည်းကျင်းပပေးခဲ့ရလေဖြစ်ပါတယ်။ညချုကောင်ရောချက်တူအချောင်းကိုတော်ရုံထုတ်မပြောပြတတ်ပေမဲ့သူ့ပေါ်ကျင်းတာတဲ့ချက်တူအချောင်းကိုပြည်တတိအောင် ပုံလေးနဲ့မျှဝေပြီးအတည်ပေးခဲ့ရပဲဖြစ်ပါတယ်။ချက်တူကောင်မလေးရွှေစင်ချက်ဝင်ရတော့ညချုကောင်ဖြစ်ချင်တဲ့အရာတွေကိုနောက်ကလိုက်ပြီးပါရမီဖြစ်နေတယ်လို့ပါပဲ။ ညွတ်ဖြစ်ခြင်းနဲ့ဝင်းနေပုံစံလေးကျင်းပပေးခဲ့သလိုစတူဒီတာကျွေးတဲ့အချိန်မှလည်းဘေးအနေထောက်ပံ့ပေးနေရလေဖြစ်ပါတယ်။ညွတ်ကတော့အချိန်ရင်မှာတည်တည်ငြိမ်ငြိမ်နေခဲ့ပေမဲ့အရန်ချစ်ပြတတ်တဲ့ချစ်သူကြောင့်သူကိုယ်ရန်ချစ်တာကိုထုတ်ပြတတ်နေပြီဆိုပြီးသူ့ရဲ့အချိန်ကိုဝိုက်တရီကိုအသိပေးလာခဲ့ပြီလေဖြစ်ပါတယ်။မိကလေတော့ကချစ်မပြခဲ့တာတွေကိုနောင်တရခဲ့တဲ့ညချုကတော့ခရိုနီချစ်တူလေးအလဲမှာတော့နောင်တဆိုတာမရှိရလေအောင်အချစ်တွေကိုထုတ်ပေါ်ပြတတ်နေပြီလေဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့အရာကိုစုကိုင်းမကြတော့ဘဲသူ့ဘဝအတွက်ရွှေ့ဆက်ရမယ့်အရာတွေကိုသာတွေးတော့မယ်ဆိုပြီးချက်ချူကမလေးရဲ့ပြတ်တူမှုကိုထုတ်ပြလာခဲ့ပြီလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းတွေနဲ့တူပြန်လာခဲ့အောင်ပါဖြစ်လို့ကျွန်တော်ရဲ့ page လေးကို like and follow ထားပေးကြပါဦးနော်။အဆုံးတည်းအပြည့်မှုအတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်။နောက်ကြောင်းတွေနဲ့တူပြန်လာခဲ့ပါမယ်။